လီဗာပူးနှစ်ပြအာနယ်စလော့ကမန်စီးတီးနဲ့ပွဲမှာဗန်ဒိုက်ရဲ့ဂိုးကိုပယ်ဖျက်ခဲ့တဲ့ VAR ဆုံးဖြတ်ချက်ကမှားယွင်းပေမဲ့ဒါကိုရှုံးနိမ့်မှုအတွက်အစဉ်ချေမပေးလိုဘူးလို့ပြောကြားခဲ့ပါတယ်။တနင်္ဂနွေနေ့ကရှင်ပြန်ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာလီဗာပူးအသင်းဟာမန်စီးတီးကို3ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီးတကိုးစီတရေဖြစ်စေမဲ့ဗန်ဒိုက်ရဲ့ခေါင်းတိုက်ဂိုးကို VAR နဲ့ပယ်ဖျက်ခံခဲ့ရတာဖြစ်ပါတယ်။ ဖန်ဒိုက်ကောင်းတိုက်ဂိုးသွင်းချင်းလူဂျွန်အနေထားမှာရှိနေတဲ့ရောဘတ်ဆန်ကမန်စီးတီးကိုသမားဒေါ်နာရမာရဲ့မြင်ကွင်းကိုကွယ်နေခဲ့တာကြောင့်လူဂျွန်ဘောအဖြစ်သတ်မှတ်ခဲ့တာဖြစ်တယ်လို့သိရပြီ။အာနေစလော့ကတော့သူ့အမြင်အရမှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ပရီးမီယာလိလက်ရှိချန်ပီယံလီဗာပူးအသင်းဟာဒီရှုံးပွဲကြောင့်အမတ်ဘီစီယာအဆင့်၈နေရာအထိဆင်းပေးခဲ့ရသလိုထိပ်ဆုံးကအာဆင်နယ်နဲ့ရှစ်မှတ်ဒုတိယနေရာကမန်စီးတီးနဲ့၄မှတ်ကွာဟသွားခဲ့ပြီးဖြစ်စ်အသင်းတွေထဲမှာရက်တီမှုအနေအဆုံဖြစ်သွားခဲ့ပါတယ် ျွန်တော်တို့ရဲ့လက်တွေဘဝကအခုအဆင့်ရှိနေရာမှာရောက်နေတာပါအသင်းသတင်းကကျွန်တော်တို့နဲ့အတော်အလှမ်းဝေးသွားပြီးစီးတီးကတော့အာဆင်နယ်နဲ့လေးမှတ်အကွာဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီတုန်းကရာသီအစဦးဆောင်နိုင်နေချိန်မှာတော့ကျွန်တော်အချိန်ချင်းပြောခဲ့ပို့ပါတယ်38ပွဲပြီးမှရည်တည်မှုကိုအဆုံးဖြတ်ပြီးတာကအကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းပါဒါပေမဲ့19ပွဲပြီးဆုံးချိန်မှာဆုံးဖြတ်တာလည်းဒုတိယအကောင်းဆုံးနည်းလမ်းဖြစ်မှာပါဘာကြောင့်လဲဆိုတော့ ပြန်ပတ်အားလုံးနဲ့တူညီစွာရင်ဆိုင်ပြီးချိန်ဖြစ်တာကြောင့်မှလက်ရှိချိန်မှာကျွန်တော်တို့ပထမဆုံးအာယုံစိုက်တင်တာကဂျာလက်ကောင်းတွေရရှိဖို့ဖြစ်ပါတယ်။ချန်ပီယံပြည်လဲအကြောင်းကနောက်ဆုံးအာယုံစိုက်တင်တဲ့အရာဖြစ်တဲ့မှာလေလို့ Anne Slot ကပွဲပြီးမှပြောကြားခဲ့ပါတယ်။